အာရှမောဥရောပမှာနာမည်ကြီးတဲ့ဖိလစ်ပိုင်နိုင်ငံသားကြီးပိုကီယိုကတော့ဘောင်စင်လောကမှာ၃နှစ်ကြာအနားယူပြီးနောက်တကြောပြန် WBC ဝက်တာဝိတ်ချန်ပီယံကပတ်ပွဲထိုးတက်သွားမှာပါ။ဒါမဲ့ဇူလိုင်လ16ရက်နေ့မှာထိုးတက်သွားမှာပါ။ဒီပွဲအကြောင်းနဲ့လေးချန်ကြီးပိုကီယိုရဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုပြောပြခြင်းပါတယ်။လူချင်းမျိုးအနေနဲ့ဒီဗီဒီယိုလေးကြည့်ရှုပြီးလို့လူချင်းမျိုးတို့အတွက်ဘုဟုတုတ္တရတစုံတရာရရှိပါက channel လေးကို subscribe လုပ်ပေးကြပါအောင်လို့တောင်းဆိုချင်ပါတယ်။ပကွေဝက်ငယ်ဘွားကတော့အတော်လေးခက်ခဲကြမ်းတမ်းပါတယ်။ follower နိုင်ငံဘူဂီတနုံမြို့မှာမွေးဖွားခဲ့တာပါ။စင်းရက်မိသားစုကမွေးဖွားခဲ့တာပါ။ညီကောင်မတော်မ6ယောက်ရှိပါတယ်။ပကွေယူကတတိယမြောက်သားဖြစ်ပါတယ်။ဖခင် Rosalio ပကွေယူကမိသားစုစာဝတ်နေရေးအခက်အခဲတွေကြောင့်အိမ်တော်ရဲ့အဆင်ပြေဖြစ်ပြီးမိသားစုကိုထားခဲ့ကနောက်အိမ်တော်ပြူခဲ့ပါတယ်။ဒါပေမဲ့လည်းပုဂ္ဂိုလ်က သူအောင်မြင်ချိန်မှာဖခင်ဖြစ်သူကိုစိတ်မနာပဲကြည့်ရှုထောက်ပံ့ခဲ့ပါတယ်။ပကီယိုရဲ့စိတ်တော်ရာကြီးမားမှုကလေးစားစရာကောင်းပါတယ်။သူ့ရဲ့ဝါဒနာနဲ့မိသားစုကိုစင်ရဲကကယ်ထုတ်နိုင်ဖို့သူအသက်၁၄နှစ်လောက်မှာမိသားစုကိုဆွတ်ခွာပြီးဖိလစ်ပိုင်နိုင်ငံရဲ့မြို့တော်မနီလာမြို့ကိုခက်ခက်ခဲပွားရောက်ခဲ့ပါတယ်။အဲဒီနောက်ဗောဇင်ထိုးတဲ့ဂျင်ယွန်တို့ကိုတွေ့ပြီးဂျင်ထွေနာရီနဲ့တွားရောက်တွေ့ဆုံစကားပြောခဲ့ပါတယ်။ လူတောင်းဆိုတာကသူ့ကိုနေစရာပေးပြီးလေ့ကျင့်သင်ကြားဝင်ပေးပါအဲ့ဒီအတွက်သူဒီကျင်းရုံမှာတန်ရှင်းရေးလုပ်ပေးပါမယ်ဆိုပြီးနေထိုင်ဝင်တောင်းခဲ့ပါတယ်သူတောင်းဆိုမှုကိုထွေညာတွေကလက်ခံခဲ့ပါတယ်အဲ့ဒီလိုနဲ့ကျင်းရုံတစ်ခုလုံးကိုလည်းတန်ရှင်းရေးလုပ်ရပါတယ် training လည်းလုပ်ရပါတယ်စာဝန်တွေအတွက်ဈေးရောင်းပြီးအလုပ်လည်းလုပ်ရပါတယ်သူ့အတွက်နားချိန်ဆိုတာအိတ်တဲ့အချိန်လောက်ပဲရှိပါတယ်ဒီချက်ကိုကြည့်ချင်းဖြင့်လူစီမင်းတို့အတွက် ကျူသွားခြင်းစိတ်ရရှိလိမ့်မယ်လို့မျှော်လင့်မိပါတယ်။အဲဒီလိုနဲ့ဂျေစာဘွဲရထိုးတယ်။သူတို့ကဗရမသောအောင်မြင်မှုရတဲ့ဘွဲကတော့1998မှာထိုင်းဖောင်သာချက်ချိုင်းကိုနိုင်ရပြီး WBC Flyweight Champion ဖြစ်လာခဲ့ပါတယ်။အဲဒီတော့ဝိတီတင်ခဲ့ပါတယ်။နောက်တော့တကူနေမှာဒုတိယမြောက်ကပတ် IVF Super Flyweight ကပတ်ရရှိခဲ့ပါတယ်။အဲဒီနောက်ဝိတီတောက်လျှောက်တင်ပြီးဝိတ္တများစွာကကပတ်တွေကိုပိုင်ဆိုင်ခဲ့ပါတယ်။ ဘရောင်းတစ်စက်မှာတော့စူပါဝက်တာဝိတ်ခပတ်ရရှိပြီးမတူညီတဲ့ဝိတ်တန်ရှိခုရဲ့ခပတ်ပိုင်ရှင် ဖြစ်လာခဲ့ပါတယ်။ဒါဟာဘောင်စင်လောကမှာဒေပေါင်းစားမှ လုံးဝပြနိုင်နေတဲ့စံရင်ပါ။ပကူယိုရဲ့ခန်းနာဆုံးပွဲကိုပြောရရင်2015မှာမေဝဲစာနဲ့ထိုးခဲ့တဲ့ပွဲဖြစ်ပါတယ်။ကြီးရှိသူအများဆုံးနဲ့ဝင်ဝေကောင်းဆုံးပွဲလို့လည်းပြောလို့ရပါတယ်။အဲဒီပွဲမှာမေဝဲစာကအမှတ်နဲ့နိုင်ရကဒေါ်လာ150ရရှိပြီးပကူယိုကတန်150ရရှိခဲ့ပါတယ်။ ပကီဝဲဇန်ကြီးတွေကဒါတွေမကပဲကျွန်တော်စကူမှာပြိုင်ပွဲဖိုက်တာကစ်တော်မန်ကိုအနိုင်ရပြီ WBA ဝယ်တာဝဲချန်ပီယံကပ်ပရရှိကအသက်40နဲ့ကပ်အသက်ကြီးဆုံးချန်ပီယံကပ်ရရှိမှုဇန်ကြီးတင်ခဲ့ပါတယ်ပကီဝဲက2000လောက်မှာနိုင်ငံရေးလှုပ်ဆောင်မှုတွေမှာပါဝင်လာပြီဖိလစ်ပိုင်လွှတ်တော်အမတ်ယာရုနဲ့လည်းနိုင်ငံတော်အောင်ထမ်းဆောင်ခဲ့ပါတယ်အဲဒီတော့ပညာရေးအခစားနဲ့စီးရင်နမမှုရှော်ချရေးတွေ လှုပ်ဆောင်လာခဲ့ပါတယ်။ပဂယိုကခရိယဘာသာကိုကိုးကွယ်ပြီးဘာသာရေးကန့်ဆိုင်မှုတရားလည်းဖြစ်ပါတယ်။2022ခုနှစ်အတွင်းတမရရာတူဝင်ပြိုင်ခဲ့ပေမဲ့ရှုံးနေခဲ့ပါတယ်။လက်ရှိမှာအသက်က48နှစ်။လာမယ့်ဇူလိုင်လ19ရက်နေ့မှာမာရီယိုဘာရီယိုနဲ့ဝေသာဝေးချန်ပီယံကမ္ဘာပွဲဒုတိယမှာပါ။2022ကအပေါင်းစင်လောကမှာအနားယူသွားကြောင်းကြေညာထားပေမဲ့2020မှာတပွဲထိုးခဲ့ပါလိမ့်လေ။ ကိုလည်းတပွဲတက်ထိုးပြန်ပါပြီ WBC ကပကူယိုကိုအနားယူသွားပေမဲ့လက်ရှိပြန်လာတော့ ranking number 5နေရာပေးပြီး champion ခပတ်လုခွင့်တန်းပေးခဲ့ပါတယ်ဒီချက်ကိုကြည့်ရင်ပကူယိုရဲ့အရှင်ဝါဘလောက်ကြီးမားတယ်ဆိုလားတက်တေတစ်ခုပါပဲသူရဲ့ပရိသတ်တွေကတော့ပကူယိုကိုအခုလိုပြန်ထိုးတာကိုစိုးရိမ်နေကြပါတယ်အသက်အရွယ်အရကျမကြီးတစုံတရာဒီခိုင်းမှာကိုစိုးရိမ်လို့ပါဘာလို့လဲဆိုတော့ဒီဘွဲကတေဥပြဘွဲတသက်မဟုတ်လို့ပါ WBC ဝေဒါဝိတ်ချန်ပီယံခပ်ပတ်လူရမဲ့ပွဲတော်ဖြစ်ပါတယ်။လက်ရှိမှာတော့ training တွေဆင်းပြီးလက်ကျင်မှုတွေပြုလုပ်နေပါပြီ။ဒီဝက်ကိုသုံးသပ်ကြည့်ရင်ပကူယိုကအသက်၄၀ဘာရီယိုကခုမှ30ပဲရှိပါသေးတယ်။၁၈နှစ်လောက်กว่าပါတယ်။ပကူယိုနိုင်ဖို့မလွယ်ပါဘူး။ဒီစားမရှိနေတာတော့ပွဲပြန်ထိုးတယ်ဆိုတော့ဝေးကြေးကြောင်းလို့ပြောလို့ရပါတယ်ဒီလောက်ချမ်းသာနေတာပိုက်ဆံမလို့လောက်ဘူးလို့ပြောလို့ရပါတယ်ပိုက်ဆံချမ်းသာတာကမှန်ပါတယ် ဘဂူယောကပရိသတ်ဓမ္မတရားပါကိုယ်တိုင်လည်းလှူတဲ့ပရိသတ်ဓမ္မတရားပါဒီလိုပရိသတ်လွန်နိုင်မှုဆိုရင်ငွေကြီးအမြောက်အများရှိမှဖြစ်မှာပါဒါကြောင့်မို့ဘောင်စင်ထိုးပြီးငွေရှာတာလို့လည်းပြောလို့ရပါတယ်ပကူယူရာဒီဝဲနိုင်လာရင်တော့ပကူယူရဲ့ကမ္ဘာအသက်ကြီးဆုံးချန်ပီယံဘွဲကဘာရှင်မြင်လာအောင်ပါပါဟုတ်ကဲ့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးလေး subscribe လုပ်ပေးထားကြပါအောင်လို့တောင်းဆိုခြင်းပါတယ်